ကျွန်တော် quick fire question တွေအရင်တွားအရအောင်ပေါ့နော်အကိုကိုလည်းကျွန်တော်အတွက်ကိုမိကုန်း၁၀ခုမိခိုင်းထားတယ်ကျွန်တော်လည်းမိကုန်း၁၀ခုယူလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်စလိုက်မယ်ပေါ့နော် number 1 question က coffee or tea coffee favorite football player ကရော Wayne Rooney Ronaldo မဟုတ်ဘော No Wayne Rooney ကျွန်တော်ဘောလုံးပွဲစကြည့်ရတဲ့ချိန်မှာပေါ့နော်ကျွန်တော် inspire ဖြစ်စရာ Wayne Rooney အဲ့ဒီမှာ Ronaldo လည်းစပေါ်လာပြီဒါပေမဲ့ Ronaldo အဲ့လိုအရင်ကြိုက်တယ်မှမပါဘူး Oh summer or winter မြန်မာပြည်မှာဆို winter UK မှာဆို summer UK မှာဝင်တာဆိုပြတ်တဲ့နေ UK ဝင်တာပကစားတယ်ဘယ်မှာပြီမှကြဘူလုံးနေစောင်းတွဲမှာအတော်ပဲ brother ငွေတုံးရတာကိုကြိုက်တဲ့တူလားစုရတာကိုကြိုက်တဲ့တူလားတုံးရတာကြိုက်တာဗောဟုတ်လား okay ဟိုစုစုပြီးတော့ပြန်တုံးပါဦးသိရမလားဆိုတော့ logically ကတော့စုချင်တဲ့အတိုင်းပဲငွေတုံးရတာလူတိုင်းကြိုက်ပါတယ် okay brother ငငယ်တုန်းက dream job ဆိုရင်ဘလုံးသမား ဟုတ်လား yes ဖဖပလီလာရှင်ဘလုံးမဖြစ်နေ yes ဘလုံးလို့ဆရာဝင်ဖြစ်နေဘလုံးသမားမဖြစ်နေမဖြစ်နေ bro မဖြစ်နေဘလုံးသမားတော့အရေးချင်းလည်းမရှိဘူးပြီးတော့မြန်မာပြည်မှာဘလုံးသမားလုပ်မယ်ဆိုလဲ bro မသိတယ်မလားမြန်မာပြည်မှာ pro ဖြစ်လာမယ်ဆိုရင်တော့ကွန်ပျူတာစုကိုလေထောက်ပံ့နိုင်တဲ့ level တော့ဖြစ်မှာမဟုတ်ဘူး maybe UK မှာကြီးလာခဲ့ရင်တော့ maybe ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့တခြားနိုင်ငံမှာဆိုရင်မြန်မာပြည်ကတော့မလွယ်ဘူး UK မှာတတိတခုတတိထားမိတာလေဒီမှာကသူတို့ရဲ့ environment ကဘလုံးသမားဖြစ်အောင်လုပ်ပြီးထားတဲ့အတိုင်းပဲပေါ့နော်ဒီလိုအိမ်သားမှာတော့မှလေဘလုံးကွန်းနဲ့အများကြီးပဲဟုတ်တယ် အများကြီးပဲပြီးရင်ဟိုအပြိုင်ဆိုင်လည်းများတယ်ဒီမှာကျတော့ football ကန်တဲ့ culture လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့မြန်မာနိုင်ငံထက်ဆိုင်ဒီမှာကလူငယ်တွေကဘောလုံးပိုးကန်ကြတယ်ပေါ့နော်အဲ့ဒါဒီတိုင်းမြင်ကျွန်တော်တို့စီမှာဘောလုံးခွင့်ရှိတယ်ဒီမှာဘောလုံးခွင့်ကအဲ့လိုကားပါကင်ဖြစ်လို့ဖြစ်မိုက်ဘုံဖြစ်လို့ဖြစ်ကျောင်းမှာဆိုလဲကျောင်းဘောလုံးခွင့်ကကလေးတွေဘောလုံးမှမကန်ရတာလေဒီမှာ environment ဝတည်တည်ချာချာကိုကလေးတွေဘောလုံးကန်နိုင်ဖို့ဘောလုံးမှမဟုတ်ပါဘူးကိုပါစိတ်ဝင်စားလဲ cricket စိတ်ဝင်စားလားအဲ့လိုပြုစုပြောင်းထောင်ပေးလို့ရတယ်ဗျာ ဥမာဆိုကျွန်တော်တို့ဆေးရုံမှာဆိုတော့ nurse တွေရှိတယ်သူတို့သားတွေဆိုလို့ရှိရင်ခုမှ၈နှစ်၉နှစ်ပဲရှိသေးတယ်ဒီ local ဘောလုံးအသစ်မှာစကန်နေပြီးပြီးရင်အဲ့ဒီ local ပွဲတွေလည်းဒီ liverpool တို့ city တို့က scout တွေကသူတို့လာကြည့်တယ်လာကြည့်ပြီးတော့သဘောကျရင်တစ်ခါတော့ခေါ်သွားတာအဲ့လိုမျိုးပေါ့အခွင့်အရေးတွေလည်းတကယ်ရှိတယ်စိတ်ဝင်စားရင်စိတ်ဝင်စားသလိုပေါ့နော်ဟုတ်တယ်ပြင်သူတို့ပတ်မှုပေးရလေလာ training လုပ်ပေးတယ်ပြီးရင်လစာလည်းပေးရပေးလစာလည်းမဆိုးဘူးပေါ့နော်အဲ့တော့ sporting system တွေကအရင်ကောက်တယ်ပေါ့နော်ဟုတ်တယ်အခုဒီပြောသလိုပဲ pro ဖြစ်ဖို့ကတော့တော်တော်လေးခက်တယ်အထူးသဖြင့်ကလေးအယောက်တရား united academy ကို၈နှစ်သားမှဝင်သွားရဆိုလို့ရှိရင် ်18နှစ်မှာ pro contract sign ပေါ်တရားမှာတက်ရောက်အဲ့တော့တချို့ကြတော့လည်းဒီ premier league မှာ player မဖြစ်သွားရအောင်မှာ league 1 league 2 maybe national league မှာ player ဖြစ်တယ်ပေါ့အဲ့လောက်ထိဆိုရင်တော့မဆိုးဘာဖြစ်လို့လဲဆိုတော့အောက်တန်းမှာကန်နေတော့မှသူတို့ရရဲ့လာစားကျွန်တော်တို့ဆရာဝန်လာစားထက်ပိုတယ်ဒါပေမဲ့လည်းအဲ့ရောက်တရားမှာအလုံးဝ โปรမဖြစ်သွားပဲနဲ့ចောင်းစာလည်းဟိုမရောက်ဒီမရောက်ဖော်လုံးလည်းဟိုမရောက်ဒီမရောက်အဲ့လိုဖြစ်သွားတဲ့အလိုတွေလည်းရှိတာပေါ့နော်ဘောကပြတဲ့တူပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးဒုက္ခရောက်သွားတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါကြောင့်လည်း academy အကြီးတွေပေါ့ဒီ United Academy တို့ဒီ Chelsea Academy City Academy တို့ဆိုတော့သူကဘောလုံးလည်းကောင်းကောင်းသင်ပေးတယ်လို့သူတို့ဒီ life skills တွေပေါ့နော်ចောင်းစာတွေရောတခြား vocational ဟာသူတို့ကောင်းကောင်း support ပေးတယ်ပေါ့နော် UK မှာနေလိုက်တိုင်းတော့လည်းဘောလုံးမဖြစ်သွားတော့မဟုတ်ဘူးဒီလိုဘောလုံးမ pro ဖြစ်ဖို့တော့အရန်အရန်အရန်ခက်တယ်ပေါ့နော် next question က brother 1 million dollar lottery နိုင်နေဆိုရင် what were you buying ပေါ့နော် oh my god ဒါကြီးကဒါကြီးက great တောင်းပေါ့တော်တော်ခက်သွားပြီ1 million ဟိုကကျွန်တော်အဖေတို့အိမ်ဝယ်ပေးမယ်နဲ့အဖေနေဖို့လေအဲ့လိုခြံလေးအိမ်လေးနဲ့အကောင်ပေါ့ wow good job good job ကျွန်တော်စဉ်းစားနေဟောကားဝယ်မယ်ခီးသွားမယ်ကျွန်တော်စဉ်းစားနေ okay okay uh, next question ပေါ့နော် brother နေနဲ့ if you could change one thing in the world right now what would you change change ဆိုရရင်တော့ peace for bro ရဲ့ဒီလား war တွေအရန်ဖြစ်နေတာအဲ့တော့ broma chain လို့လည်းရမှာမဟုတ်ဘူးဒီစစ်ပွဲတွေဖြစ်နေဆိုတာအဲ့လိုမဖြစ်တဲ့မဲ့တည်နေရတဲ့ဟာလေနော်အဲ့တော့ဒီ war စီကိုရက်လိုက်တဲ့ super power ရှင်တော့ကောင်းတာပေါ့အဲ့ဒါဆိုတော့ no wars oh, no more wars yeah peace peace is needed in the whole world အခုချိန်မှာပေါ့နော်နောက်တစ်ခုက if you have one super power what would that be super power time travel oh my god me too <laughs> time travel <laughs> okay 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 favorite movie of all time three idiots wow okay that's in my list as well okay brother ga sia won mae lou a mae da mo content creator ba lou a mae ai na khu the ya ne ta khu the ba lou lou ja mae so yin bakery ya wo yue mae oh la la da ya khet de ha da ya to to khet de oh content creator really mm ho la ho de why no ten a sia won a le lu re ye atat ko kae ya de man ne ဟိုလူရဲ့ live ကိုအများကြီး change လုပ်ပေးနိုင်တယ်။ကိုကအဲ့လိုတာဝန်ယူမှုတာဝန်ခံမှုရှိရတော့အမှားတစ်ခုခုဖြစ်သွားဖို့လည်းအရန်လွယ်တယ်။ အထူးသဖြင့်ကိုကအကောင်းဆုံးလုပ်ပေးမိရသားနဲ့လေဆုံးဖြတ်တာတစ်ခုခုလွဲချော်သွားတာမျိုးတွေမဖြစ်သင့်မဖြစ်သွားတဲ့အခါမျိုးတွေမှာကြတော့လေကို့အတွက်ကလူနာတယောက်ဆုံးရှုံးနေဆိုမဲ့လို့မိသားစုတွေဆုံးရှုံးသွားတာကြတော့ဒါကိုရဲ့အမေကိုရဲ့အဖေကွာ life တစ်ခုလုံးကွာအဲ့ဒီ stress ကအများတန်းရှိရကွာဒီလား content creator ကြတော့ဘယ်လိုပြောရမလဲအဲ့လိုမျိုး stress တော့မရှိဘူး content creator ဆိုတော့ဒီနေ့မှာအရင်နဲ့မကြည့်ဘူးနောက်နေ့မှာဘာမှ zero ဖြစ်သွားတာအဲ့လိုမျိုး risk တွေရှိတယ် အာလီကိုပဲကြည့်လိုက်လေလာသူလည်းဆရာဝန်မလို့တော့ Yeah အဲ့ဒါပြောတာအဲ့ဒါပြော Creator and entrepreneur ပေါ့နော် Freedom လည်းပို့ရမှာတဲ့နော် Creator တို့တော့ဟုတ်တယ်ဟုတ်တယ် Freedom လည်းပို့ရတယ်ဟုတ်ပါပြီကျွန်တော်ရဲ့ quick fire question က10ခုပြီးတော့ပါပြီ Okay okay ဟုတ်ပြီကျွန်တော်မြန် UK or Aussie Australia Australia အမြဲတမ်းပို့ကြိုက်တယ်ဟုတ်ပြီတက်တက်လုံးအစာအတော့တမျိုးပဲစားလို့ရတယ်ချာဘာမှမစားလို့မရတော့ဘူးနေ့တိုင်းဒါပဲနော် breakfast lunch dinner ဒါပဲစားရမယ် every day until you die ဘာစားမလဲ ထိုင်းအစားစာပေါ့နော်ဒီထိုင်းထိုင်းအစားစာကိုမှသူကသမဲနဲ့ကြက်ဦးနဲ့ပြီးရင်အသားပါတဲ့ဟာကျွန်တော်နာမည်မိသွားပြီပေါ့နော်အဲ့ဒါလေးဆိုရင်ကျွန်တော်တို့အဆင်ပြေဖတ်ကဘာကိုပြောရလဲဟိုကနဲ့ဟုတ်တယ်ကြက်ဦးနဲ့ဒီဟိုက mince ဟို ဟို mince meat နဲ့တော့ဒီဒီပင်စိမ်းရွက်နဲ့အာဟုတ်တယ်ဟုတ်တယ်နော်အဲ့ဒါတော့ဟုတ်တယ်ဘယ်မနက်စာစာစာနေ့လည်စာစာစာဟုတ်တယ်အဲ့ဒါဟာစာတွေကောင်းတယ်မဟွင်းကားလားအုံနှုတ်ခေါက်ဆွဲလားကျွန်တော်လေအမှန်တိုင်းပြောရမှာဆိုရင်ငငယ်တုန်းကခေါက်ဆွဲလုံးဝမကြိုက်မဟွင်းကားလည်းမကြိုက်အုံနှုတ်ခေါက်ဆွဲလည်းမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီနှစ်ခုထဲကတစ်ခုကိုရွေးရမယ်ဆိုရင်မဟွင်းကားကိုရွေးမယ် Okay ဟုတ်ပြီ Harry Kane or Son Heung-min Oh ဒါတော့နည်းနည်းလေး အာခတ်တယ်ပေါ့နော်စမ်းကိုကြတော့သူ့ရဲ့ personality ကိုအရန်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ game ကိုကြတော့သူ့ရဲ့ ability ကိုကြိုက်တယ်ကျွန်တော်ကလေ game Bayern Munich ကိုပြောင်းသွားတဲ့အခါမှာကျွန်တော် spa game တစ်ခုမှမလွတ်တယ်လို့ Bayern Munich ရဲ့ game ကိုတစ်ခုမှမလွတ်ဘူး game ကစားတာကိုကြည့်ချင်လို့ပေါ့နော်အဲ့တော့ I would choose Harry Kane. Harry Kane. Okay, okay. အဲကျွန်တော် Son choose မထင်တာ Harry Kane. Okay, ဟုတ်။ No, Harry Kane. ဟုတ်ပြီ။မြန်မာကမ္ဘာဖလားနိုင်တာဒါမှမဟုတ် Spurs က Treble, Premier League, Champions League, FA Cup. ်ညီမနိုင်ငံကဘာဖလာနိုင်မလားနိုင်မှာကဘာဖလာနိုင်မှာဒါမို့ space travel ရမ်းအဲ့နှစ်ခုတည်းတစ်ခုယူတစ်ခုယူရမ်း Oh my god ကျွန်တော် spara platon ကိုရရင်တော့ယူအောင်ယူရမှာပေါ့ဒါပေမဲ့ I would say I would choose Myanmar. မြန်မာနိုင်ငံကိုကမ္ဘာဖလားကြပူစီချင်တယ်။ကိုယ့်နိုင်ငံနဲ့ကိုယ့်ရဲ့ team နဲ့ဆိုရင် I would choose my country ပေါ့။မြန်မာနိုင်ငံ yeah အခုကဝင်ခွင့်တောင်ရတာမဟုတ်ကပဖလားဟိုအရင်တော့ယူဆာ9တောင်ကပဖလားဝင်တယ်ဟိုဝင်မဝင်ခွင့်ရရင်တော့မစစ်တော့ကပဖလားနိုင်ဖို့ရရစီချင်တယ်တလားကျွန်တော်မြန်မာနိုင်ငံကအားကစားသမားတွေကလေ they need this ကွာ like we we need this like as a country ဟို ကိုရီးယားနိုင်ငံကဆိုရင်သူပုံလုံးသမားတွေအရန်တူတက်လာတယ်သူတို့တွေနိုင်ဟာငါတို့မြန်မာနိုင်ငံလည်းနိုင်စီရှင်လိုက်တာပေါ့နော်အဲ့ဒီစိတ်တွေအများကြီးရှိအခုကတော့ကိုအာရှလူတွေပဲအားပေးနေရတာအခုနောက်ပိုင်းအင်ဒိုတို့ဘာလို့ကောင်းလာတော့မှကိုကကိုအရှိတောင်အာရှအင်ဒိုဆိုရင်အားပေးနေရသိရမလားကိုနိုင်ငံသားဆိုအရန်ပြောမှာကိုဒီရဲ့ဘဝကိုရုပ်ရှင်အနေနဲ့သာရိုက်မယ်ဆိုလို့ရှိရင်ဘယ်တရုတ်ဆောင်ကိုဒီအနေနဲ့တရုတ်ဆောင်စီချင်မြန်မာတရုတ်ဆောင်မှရွေးရမှာလားဒါမှမဟုတ်နိုင်ငံခြားတရုတ်ဆောင်ဘယ်လိုလုံးအကြိုက်တဲ့လူရွေးလို့ရတယ်အဲ့ဒါဆိုရင် crazy rich asian ကမင်းသားအာ henry golden henry golden yes ကျွန်တော်လည်းအရေးကြိုက် henry golden ကိုတကယ်မိုက်တယ်အရေးသူ့သူ့ကိုယူမယ်ညုံလဲဖြောင်ယောက်ျားလဲပြီးသူ accent လည်းအသေးမိုက်တယ်မြန်မာနိုင်ငံကဆိုရင်ကျွန်တော်ထင်တယ်လွေမိုးပေါ့နော်ဒါပေမဲ့ငငယ်တုန်းကလွေမိုးအာလွေမိုးငငယ်တော့တော်ဖြောင်တယ်ဒါပေမဲ့ဟိုက henry golden ကိုဆိုတော့ bro မြန်မာစကားသင်ပေးရမှာဟုတ်တယ်ဟုတ်တယ်ဟုတ်ပြီ superhero or supervillain ဘာဖြစ်ချင်လဲ of course superhero ကျွန်တော် supervillain ဖြစ်ချင်တာကျွန်တော်အဲ့လို ရုပ်ရှင်သားရဲ့ရမှာကျွန်တော်လူဆိုးပဲလုပ်ချင်တာရုပ်ရှင်တဲမှာလားရုပ်ရှင်ရုပ်ရှင်တဲမှာဆိုရင် super villain တွေကပို့ပြီးမှရိုက်ွက်ပို့များ Yeah ပို့မိုက်တယ်နော် Pro အရင်ကရုပ်ရှင်ရိုက်တယ်ဟုတ်တယ်မလားဖြတ်မေးလိုက်အောင်မြတ်မြတ်အောင်အဲတွေ့လိုက်ဟုတ်တယ်မပြောနဲ့မပြောနဲ့လူတွေမသိစေချင်ဘူး Okay ဟုတ်ပါဟုတ်ပါဟုတ်ပါ Okay ဟိုပါ Bro Meter ရဲ့ Megon Match ကျွန်တော်စီပါကျွန်တော်ပြန်မေးလိုက်မယ်ဆို Super Power ပေါ့အဲဆို Time Travel လို့ရင်ဘာရကြတယ်ကျွန်တော်ဒါအမြဲတမ်းဖြစ်ရင် Time Travel ပေါ့နော်အဲဒါပေမဲ့ဒီ Time Travel ကနေအဲ ရေးမယ်ဆိုရင် maybe healing ကိုတလား oh wow mm healing power ရှိမှဆိုတလားဘာလို့ကိုလက်နဲ့ထိလိုက်လို့ရှင်လုံအောင်လို့လက်ကျိုးခြေကျိုးဆိုတာလည်းကောင်းသွားတယ်သူထွက်တာရက်သွားအဲ့ဒါတော့တကယ်မိုက်နော် healing ကဟုတ်တယ်ဟုတ်တယ် wow wow yeah ဒါဆို PV share ပဲ content creator လုပ်နေနေလားအစီအကံဖွင့်တာလို့ရလားသူပြားတယ်လား healing လုပ်ပြီးမြေလုံးပဲ TikTok မှာ live print ထားလိုက်ပြီးသွားပြီအားမလို့ဟုတ်ပြီ okay ဟုတ်ပြီနောက်တစ်ခု amazing တာကွာ relationship တစ်ခုမှာ ဖောက်ပြန်တာကခွင့်လွှတ်ပေးလို့ရလား yes or no god this question is so hard this question is so hard lgbt ကချက်မှာ like cheating is very common cheating ဆိုတာတဲ့ကိုသူတို့တွေကလူတော်တော်များများက open relationship လို့သတ်မှတ်ထားတာပေါ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်တဘောတူ open relationship ဆိုရင်ဒါလက်ခံရမှာပဲဒါပေမဲ့နှစ်ဦးနှစ်ဖက်ကတဘောမတူတာဘူး အကောင်လုံးက committed relationship လုပ်မယ်ဆိုပြီးမှ agree လုပ်ထားတဲ့ဟာကိုချိလုပ်မယ်ဆိုရင်တော့လက်မခံဘူး okay ဟုတ်ပြီအဲ့ဆိုတော့ basically your no but open more no not not for the okay ဟုတ်ပြီ basically no ဟုတ်ပြီဒီတစ်ခုကနောက်ဆုံးမေးခွန်းဒီဒီကလူ၁၀ယောက်ရဲ့အသက်ကိုကယ်ခွင့်ရှိမယ်၁၀ယောက်လူ၁၀ယောက်ဒါပေမဲ့အဲ့လူ၁၀ယောက်ကိုကယ်လို့ရဘူးကဒီဒီရဲ့လက်နဲ့လူတစ်ယောက်ကိုတတ်အောင်ဦးတတ်မလား Okay, this is a good question. Like very very good question. တကယ်လေဒီမိကုံးကလေဒီကြီးကိုကြောင်းတာဘွားတုံးက debate လုပ်ခဲ့တဲ့မိကုံး။အင်း။အဲ့တော့ဒီဒီမှာအဖြေရှိပြီးသားပေါ့နော်။တာမန်လူကိုမေးမယ်ဆိုရင်တေးချတယ်လူတယောက်ကိုတက်ပြီးမှလူဆယ်ယောက်ကိုကဲမယ်ပေါ့နော်။အဲ့လိုမျိုးဖြေချလိမ့်မယ်။ဒါပေမဲ့အခု brother မေးလိုက်တဲ့မိကုံးထဲမှာ context ပါမလားဟုတ်ပါဘူး။ context ။အဲ့တော့ကျွန်တော်ဒီမိကုံးကိုဒီပုံစံအတိုင်းပဲပြန် phrase လုပ်ကြည့်မယ်။ brother ဆရာဝင်။အင်း။ကိုဆေးယောက်မှာလူနာ၁၀ယောက်ကတေးရောက်မယ်။ အဲ့လူနာ၁၀ယောက်ကိုကယ်ဖို့အတွက်ဘေးနားလေးမှာနတ်စမတယောက်ရှိတယ်။ဒါပေမဲ့အဲ့နတ်စမကိုတက်ပြီးမှအဲ့နတ်စမရဲ့ organ တွေကိုယူပြီးမှလူ၁၀ယောက်ကိုကယ်မယ်ဆိုရင်ကယ်မလား။အဖြေက no ပဲပေါ့နော်။ကြောက်ချင်တယ် no ဖြစ်ဖို့များတယ်။ဘာလို့လဲဆိုရင် it's not ethical morally it's not right အဲ့တော့ဒီဒီအနေနဲ့ဒီညမှာလူ၁၀ယောက်မကတော့လူလူအယောက်၂၀ပဲဖြစ် I will not kill anyone intentionally ။ဘာလို့ဒါ morally right မဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်။အဲ့တော့ဒီဟာကို accept လုပ်မယ်ဆိုရင်လေ မကျွန်တော်က accept လုပ်မယ်နောက်တယောက်ကလည်း okay လူဆရာကိုကယ်ဖို့အတွက်လူတယောက်ကိုတတ်လို့ရတယ်ဆိုရင်ဒီလူတတ်တဲ့ဟာကဆက်ဖြစ်သွားမယ်သူရဲ့ consequences တွေကအများကြီးရှိရပေါ့နော်အဲ့တော့လူအယောက်တရားကိုကယ်မယ်ဆိုရင်ဒါမှလူတယောက်ကိုမတတ်တယ်อืมเนาะဟုတ်တယ်အဖြေကမတတ်ပါဘူးဒီဒီအဖြေအရန်ကောင်းတယ်ဟုတ်တယ်အဲ့လိုလူတယောက်မှာပေါ့ လိုဘာ consequence ပဲရှိနေရှိနေလေကိုဒါတော့ကိုမလုပ်ဘူးကိုလူမတက်ဘူးအဲကိုမခိုးဝက်ဘူးကိုမထားပါတော့လူများကိုလိန်ရမစားဘူးအဲ့လိုမျိုးဟာတွေတော့ရှိကိုရှိရမယ်လို့ကျွန်တော်လည်းထင်တယ်အဖြေကောင်းလို့ဆိုကျွန်တော်တို့ចောင်းသားဘွားတုံးကဆိုရင်ကျွန်တော်ကတတ်မယ်ပဲတတ်မယ်ပဲတတ်မယ်ဒီ debate လုံးလုံးနဲ့ចောင်းသားဘွားတုံးကအဖြေထွက်လာတော့ဘောနော်အဲ့တော့တကယ်လေဒီ question ကလေ AI ကိုလည်းတင်ပေးရတယ်ဘာလို့ဆိုအခုကားတွေက mount to map ဖြစ်လာတယ် အဲ့တော့အဲ့ဒီကားမှာလည်း AI ပါတယ်အဲ့တော့လူတရားကိုတိုက်မလားလူဆဲရကိုကဲမလားဒါမျိုး question တွေက AI ကိုလည်း train လုပ်ပေးရတဲ့ question ဟုတ်တယ်ဟုတ်တယ် okay that's, that's a very good question thank you thank you bro ဖြေလိုက်ရန်ကောင်းအာကျေးဇူးများတင်ပါတယ်ပေါ့နော်ဒီ quick fire question တွေပြင်ပေးလာလို့ပေါ့နော်